စိန်ခေါ်မှုများသောဖြင့်ပြင်းထန်နေသော2025ခုနှစ်ကမ္ဘာရေသုံးသက်ချက်အားလုံးပဲမြင်္ဂလာပါကျွန်တော်တို့ရဲ့ The Paper Room Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ဟာ2025ခုနှစ်ရဲ့စတင်ဘာလကုန်ပိုင်းကိုရောက်ရှိနေပါပြီကမ္ဘာကြီးဟာဘယ်လိုပုံစံပြောင်းလဲနေပါသလဲရာသီဥတုကအစားစစ်ပွဲတွေဆုံးကျွန်တော်တို့မနေ့ကထပ်ပိုပြီးလုံခြုံမှုရှိပါရဲ့လားသိကြတာတခုကတော့ကမ္ဘာကြီးဟာရှုခင်းဟာတည်ငြိမ်မှုမရှိပဲရှုပ်ထွေးနေရဆိုတာပါပဲ။ ။ဒီနေ့ဗီဒီယိုမှာတော့ကဘာကိုလွှမ်းမိုးနေတဲ့အဓိကစိန်ခေါ်မှု၃ခုနဲ့၎င်းတို့ရဲ့နောက်ဆက်တွဲတက်ရောက်မှုတွေကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာတုံးသက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အဓိကအာရုံစရမယ့်အပိုင်းကတော့အမေရိကန်နဲ့တရုတ်ရဲ့ဤပညာစစ်ပွဲ၊ယူကရိန်းစစ်ပွဲနဲ့နေတိုရဲ့တင်းမာမှုမြင့်တက်လာခြင်းနဲ့မိမငြိမ်းသေးတဲ့ဂါဇာနဲ့အရှေ့လယ်ပိုင်းကဒေသတွင်းမတည်ငြိမ်မှုတို့ပဲဖြစ်ပါတယ်။ ဒီသုံးသက်ချက်တွေဟာကဘာရေးရာကိုနက်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 သိကျင်တဲ့ပြည်သက်တွေအတွက်အထူးရည်ရွယ်ပါတယ်။ဒါဆိုရင်တော့အမေရိကန်တရုတ်နည်းပညာစစ်ပွဲကိုကျွန်တော်တို့အရင်ဆွေးနွေးကြည့်ရအောင်။ကျွန်တော်တို့ရဲ့ပထမဆုံးစိန်ခေါ်မှုကတော့အမေရိကန်နဲ့တရုတ်ကြားကအချိန်မြင့်ဆုံးရောက်နေတဲ့နည်းပညာစစ်ပွဲပဲဖြစ်ပါတယ်။ဒါဟာကုန်သွယ်ရေးစစ်ပွဲတသက်တော့မဟုတ်ပါဘူး။၂၁ရာစုရဲ့စီးပွားရေးနဲ့စီးရေးအနာဂတ်ကိုဆုံးဖြတ်ရမယ့်အဓိကစစ်ပွဲပါ။ အဲ့ဒီထဲမှာမှစီမီကွန်ဒက်တာချစ်ပြားတဲ့ပိတ်ဆို့မှုကြောင့်ဆက်လက်ဆွေးနွေးကြည့်အောင်လက်ရှိအခြေအနေတွေမှာအဓိကစစ်မြေပြင်ကစီမီကွန်ဒက်တာချစ်တွေပါပဲအမေရိကန်ကတရုတ်ရဲ့ AI 5G နဲ့စစ်ဘက်နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေကိုနှောင့်နှေးစေဖို့အတွက်ချစ်ပြားပို့ကုန်ထိန်းချုပ်ရေးကိုတင်းတင်းကြပ်ကြပ်လှုပ်ဆောင်နေပါတယ်တရုတ်ကလည်းပြည်တွင်းမှာချစ်ပြားတွေထုတ်လုပ်မှုကိုဘီလီယံနဲ့ချီရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုနည်းပညာဖူလုံရေးကိုပါ ကြိုးပမ်းနေပါတယ် ဒါပေမဲ့အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကြောင့်ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရင်းကွင်းဆက်တွေကပြိုကွဲမှုနဲ့ရင်ဆိုင်နေရပါတယ်။နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကတော့ကမ္ဘာစီးပွားရေးဟာအမေရိကန်စံနှုန်းနဲ့တရုတ်စံနှုန်းဆိုပြီးနီးပညာကရစနစ်နှစ်ခုကွဲထွက်လာနိုင်ပါတယ်။ဒါဟာကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုနဲ့အဆုံးအတွက်ကိုဖော်ပြနေသလားဆိုတဲ့မေးခွန်းထုတ်เสียပါပဲ။နောက်ပြီးတော့လက်တလုံးမှာပို့ပြီးအရေးကြီးတာကတော့ TikTok ကိစ္စပါ။အမေရိကန်ဆိုရက TikTok ကိုရောင်းချဖို့ဖိအားပေးမှုကနေ သမရဒေါ်နန်ထရန့်ရဲ့တတော်ဒီအပေါ်ထောက်ခံကြောင်းလက်မှတ်ရေးထိုးမှုအထိဖြစ်ပေါ်ခဲ့ပါတယ်။အမေရိကန်ရဲ့ဒေတာလုံခြုံရေးနဲ့နိုင်ငံခြားဩဇာလွှမ်းမိုးမှုကိုထိန်းချုပ်လိုတဲ့နိုင်ငံကြီးယူရဲ့ချက်ပါတဲ့ပြဿနာပါ။ဒီပြိုင်ဆိုင်မှုရဲ့အလဘဟုမှာတော့ထိုင်ဝမ်ကရှိနေပါတယ်။ထိုင်ဝမ်ကိုကမ္ဘာအဆင့်မီချစ်ပြားထောက်လုပ်ရေးမှာအရေးပါတဲ့နေရာတစ်ခုအနေနဲ့မှတ်စလုံးကမြင်နေပြီးစည်ရေးတင်းမာမှုမြင့်တက်လာရင်ကမ္ဘာစီးပွားရေးအတွက်အကြီးကျယ်ထိခိုက်နိုင်ပါတယ်။ ယူကရိန်းတို့နဲ့ရုရှားရဲ့ချင်းချောက်မှုပိုင်းကိုကျွန်တော်တို့လေ့လာကြည့်အောင်ကျွန်တော်တို့ရဲ့ဒုတိယအဓိကချက်ကတော့ဥရောပမှာဖြစ်နေတဲ့အခြေအနေပါရုရှားယူကရိန်းစစ်ပွဲဟာ2025ခုနှစ်စက်တင်ဘာမှာလည်းဆက်လက်ဖြစ်ပွားနေသေးပါဒါပေမဲ့လက်တလုံးအခြေအနေဟာရုရှားနေတို့ကြားတိုင်းရင်ရင်ဆိုင်ရလို့ညီပါအခြေအနေတွေစီကိုရောက်လာနေပါတယ်။လက်စလုံးမှာအဓိကသတိထားရမယ့်ချက်ကတော့ရုရှားရဲ့လေပိုင်းနဲ့ချိုးပေါက်မှုဖြစ်စဉ်တွေပါ။စက်တင်ဘာလစောပိုင်းတွေမှာရုရှားဒရုန်းတွေဟာ ပိုလန်နိုင်ငံရဲ့နနမိတ်ထဲထီကိုရောက်လာပြီးနေတိုးလင်ရင်တွေနဲ့ပြစ်ချခဲ့ရတဲ့ဖြစ်ပျက်တွေဖြစ်ခဲ့ပါတယ်။ဒါ့အပြင်အက်စတိုနီးယားလိုနေတိုးဖွဲ့ဝင်တွေရဲ့လေပိုင်နက်ထဲကိုရုရှားတိုက်လေယာဉ်တွေကဝင်ရောက်လာခဲ့တာကြောင့်ပြည်ပခအရှိန်မြင့်တင်မှုအနေရကိုမြင့်တက်စေပါတယ်။မရှားအနေနဲ့ဒီလုံရက်တွေကနေနေတိုးရဲ့စီးလုံးညီညွတ်မှုကိုစမ်းသပ်ချင်တာဥရောပနိုင်ငံတွေကြားအကြောင်းရုံမှုကိုဖြစ်စေတာနဲ့ ယူကရိန်းကိုအထောက်ပံ့ပေးနေတဲ့နိုင်ငံတွေကိုစိန်ခေါ်မှုပေးချင်တာလို့သုံးသပ်နိုင်ပါတယ်။နေတို့ဖွဲ့ဝင်နိုင်ငံတွေဟာ Eastern Century လို့စီးရီးလုရှာမှုအသစ်တွေစတင်ပြီးရုရှားကိုလေကြောင်းပိုင်နက် ချိုးဖောက်လာပါကပြစ်ချဖို့အသင့်ရှိကြောင်းပြန်လည်တုံ့ပြန်နေပါတယ်။ဒါဟာတိုက်ရိုက်စစ်ပွဲဖြစ်ပွားမဲ့အနေကို မြင့်တင်နေတဲ့အတွက်ဥရောပလုံခြုံရေးကိုအလွန်အမင်းစိုးရိမ်စရာပါ။တချိန်တည်းမှာပဲယူကရိန်းပြည်မှာတော့ရုရှားတပ်တွေဟာ ုနတ်ဒေတာတဝိုက်မှာတိုးတက်မှုအနည်းငယ်ရရှိနေသေးဖြစ်ပေမဲ့ဆမ်မီဒေတာလိုနေရာတွေမှာတော့ယူကရိန်းရဲ့ခုခံမှုကိုမအောင်မြင်ပဲနောက်ပြန်ဆုတ်ခဲ့ရပါတယ်အမေရိကန်နဲ့ဥရောပရဲ့ထောက်ခံမှုကထရေလာမိတ်လက်နက်စနစ်တွေနဲ့ဒရုန်းဤပညာတွေကိုဥတီလာတာကိုတွေ့ရပါတယ်ကျွန်တော်တို့အနောက်တပိုင်းမှာတော့အရှေ့လယ်ပိုင်းမိမငိမ့်သေးတဲ့ပြိပခါတွေအကြောင်းကိုတွေ့ကြည့်ရအောင်နောက်ဆုံးအနေနဲ့ရည်ကြီးတဲ့ချက်ကတော့အရှေ့လယ်ပိုင်းဒေသပါ ဂါဇာစစ်ပွဲဟာ2025စက်တင်ဘာမှာအပြီးသတ်နိုင်ခြင်းမရှိသေးပဲဒေတာရင်းတည်ငြိမ်မှုကိုဆက်လက်ချိန်ချောင်းနေပါတယ်စစ်ပွဲရဲ့လက်ရှိအခြေအနေလူသားချင်းစာနာမှုတွေကိုသုံးသပ်ကြည့်ရအောင်အစ္စရေးတပ်ဖွဲ့တွေဟာဂါဇာပောင်းဝင်ဒေတာနာမှာထိုးစစ်လှုပ်ရှားမှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်လူသားချင်းစာနာမှုအကူအညီတွေပေးပို့ရေးကိစ္စမှာနေ့စဉ်10နာရီခန့်အပြည့်အခက်ရပ်နာမှုတွေ့ရှိခဲ့ပေမဲ့စစ်ပွဲတွေရဲ့အရှိန်အဟုန်ကိုမထိခိုက်စေခဲ့ပါဘူး ခုလသမဂါရဲ့အစည်းအဝေးခန်းစာတွေရဂါဇာဟာတမိုင်းဝင်အချက်တဲကိုရင်ဆိုင်နေရသေးပါဒီပြိပခါတွေဟာဒေသတစ်ခုထဲမှာရက်တက်မနေပါဘူးအစ္စရေးကကာတာနိုင်ငံမှာရှိတဲ့ဟာမတ်ခေါင်းဆောင်တွေကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်တာဟာဒေသတွင်းငြင်းချမ်းရေးဂျာခန်လူတွေရဲ့အခမ်းကဏ္ဍကိုချိန်ချောက်ခဲ့ပါတယ်ကာတာဟာအမေရိကန်ရဲ့အဓိကမဟာမိတ်အကြီးဆုံးစစ်အခြေစိုက်စခန်းတစ်ခုကိုလက်ခံထားတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက် ဒီတိုက်ခိုက်မှုတွေဟာဒေတာတွင်းတန်တမန်ဆက်ဆံရေးကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဂါဇာစစ်ပွဲချက်ချင်းဆုံးသက်ရေးအစီအစဉ် Trans Gaza Peace Plan 27ချက်ပါအစိုးပြုချက်ကိုထောက်ပြန်ခဲ့ပါတယ်။ဒီအစီအစဉ်ထဲမှာဒစားကန်တွေကိုပြန်လွတ်ပေးရေးစစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းရေးဂါဇာကိုယာယီနည်းပညာရှင်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်ဖို့စားတဲ့အချက်တွေပါဝင်ပါတယ်။ဒီအစီအစဉ်ဟာငြိမ်းချမ်းရေးကိုဥတည်နိုင်မလား ဒါမှမဟုတ်နိုင်ငံရေးလှုပ်ရှားမှုတစ်ခုဖြစ်လာမလားဆိုတာစောင့်ကြည့်ရမယ့်အခြေအနေပါပဲဒီနေ့ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့အတိုင်းပဲ2025ခုနှစ်ရဲ့ကဘာကြီးဟာကြီးမားတဲ့စိန်ခေါ်ဖြတ်တောက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်ဤပညာမှာဥဆောင်မှုရရှိဖို့အမေရိကန်နဲ့တရုတ်ရဲ့ပြန်ဆိုင်မှုတွေကကမ္ဘာစည်းဝါးရေးကိုချိန်ချောင်းနေပါတယ်ရုရှားရဲ့နေတူးနယ်နိမိတ်ကိုစမ်းသတ်တဲ့လုပ်ရက်တွေကယူကရိန်းစစ်ပွဲကိုဥရောပစစ်ပွဲဖြစ်လာစေဖို့ လမ်းစားဖွင့်ပေးနိုင်ပါတယ်။ဂါဇာကိစ္စဟာဒေသတွင်းနိုင်ငံတွေရဲ့လုံခြုံရေးကိုဆက်လက်ထိခိုက်စေပြီးပုံမှုကြီးပါတဲ့ပြည်ပခါတွေကိုဥတီလာနိုင်ပါတယ်။ဒီရေးကြီးတဲ့ကမ္ဘာရေးကိစ္စတွေဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝပေါ့။ဓာတ်ရိုက်တက်ရောက်မှုတွေရှိပါတယ်။စီးပွားရေးတင်းမာမှုတွေကတဲ့ရဲ့ကုန်ပစ္စည်းဈေးနှုန်းတွေကိုတက်စေနိုင်တယ်လို့ဒေတာတွင်ပြပခကစွန့်ဈေးနှုန်းတွေကိုမြင့်တက်စေနိုင်ပါတယ်။ကမ္ဘာခေါင်းဆောင်တွေဟာအခုလိုရှုပ်ထွေးတဲ့အခြေအနေမှာ တည်ငြိမ်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ဖို့အရေးကြီးဆုံးပါပဲ။သင်တို့ရဲ့အမြင်တွေကိုဘယ်လိုရှိပါသလဲ။ဒီပြဿနာ၃ခုတည်းကဘယ်တစ်ခုကကဘာကြီးကိုအကြီးမားဆုံးချိန်ချောက်နေတယ်ဆိုတာကိုမတ်မှဝင်ရောက်ဆွေးနွေးခဲ့ပါအောင်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ခဲ့ဖို့လည်းပြောချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။